ဟယ်လိုအားလုံးပဲမင်္ဂလာပါဘိုးဘွားမချင်းကနေကြိုဆိုပါရစေဆိုတော့ဒီနေ့မှာတော့ကျွန်တော်အင်မတန်ကိုစိတ်ဝင်စားဖို့ကောင်းပြီးတော့ပွဲကောင်းတစ်ပွဲလို့ကျွန်တော်ပြောရမယ်မြောက်လန်ဒန်ဒါဘီဖြစ်အာဆင်နယ်နဲ့စပါးတို့ကျွန်တော်ရှင်းမင်းကစားပါမယ်ဒီပွဲကတော်တော်ကိုကြည့်ကောင်းမယ်ပွဲပါဒီပွဲကတော်တော်ကိုကြည့်ကောင်းမယ်ပွဲပါဆိုတော့ပုံမှန်အားဖြင့်တောင်မှဒီနေ့တင်ကြတဲ့အင်မတန်မုန်တီးပြီးတော့ဗောနော်ဒီပွဲကောင်းတစ်ပွဲဖြစ်ကျွန်တော်မြင်နေရတဲ့အချိန်မှာပူပြီးတော့ဒီပွဲကိုစိတ်ဝင်စားဖို့ကောင်းအောင်လှုပ်လိုက်တာကမနေ့က လီဗာပူးသင်းနဲ့မန်ချက်စတာစီးတီးတို့ပွဲပဲအားလုံးကတော့သိတယ်မလားဟာစောင်းဝင်လာပြီဟေးမိုးဝင်လာပြီနှွေဝင်လာပြီဟေးဆိုပြီးတော့အာဆင်နယ်ကိုကျွန်တော်အမှန်ကန်ဟမ်ကျွန်တော်သာဘာပြောမလဲပြောင်းဖို့နောက်ဖို့ကျွန်တော်တွေးနေတဲ့အချိန်မှာပဲမန်စီးတီးတို့ကအရင်ဝင်သွားတယ်စောင်းကိုနော်မန်စီးတီးတို့ကျွန်တော်တို့တော့လီဗာပူးသင်းတို့ကစောင်းကိုအရင်ဝင်သွားတယ်ကျွန်တော်လီဗာပူးကတော့နှွေနှွေမိုးကလေးကဒီကောင်လေးကဝါဖြစ်နေတယ်ဆိုတဲ့အခါကျတော့နော်အခုစောင်းနေထွက်မလာသေးဘူးကျွန်တော်ပြောရမယ်ဆိုတော့ဝင်ယုံနေမဟုတ်ဘူးနော်အောင်းမှာအောင်းနေတဲ့အချိန်မျိုးကျွန်တော်ဖြစ်နေပြီဆိုတော့လက်ရှိမှာအာဆင်နယ်က ဒီဒီအခိုက်တန်းကသူတို့အတွက်ပေါ့နော်လုံးဝပို့ပြီးတော့တော်မှာဗျာ energy boost လုပ်လိုက်တဲ့အနေအထားမျိုး mentality boost လုပ်လိုက်တဲ့အနေအထားမျိုးကျွန်တော်ပြောရမယ်ပုံမှန်အားဖြင့်တော့မှာ imminent မုန်တီခါသီလာပါတယ်ဆိုတဲ့မြို့ခံပြိုင်ဘက်မြောက်လန်ဒန်ဒါဘီကပေါ့နော်ကျွန်တော်ဒီစပါးကိုအနိုင်အိမ်ဝင်း embrace မှာမရရအောင်ကြိုးပမ်းမဲ့ချိန်သူတို့ကိုအနီးကဖိအားပေးနေပါတယ်ဆိုတဲ့အသင်းတွေကအမှတ်ဖြတ်သွားတယ်အမှတ်ဖြတ်ဖို့အတွက်ပေါ့နော်ရှုံးပွဲတွေပါတယ်ကြုံသွားတယ်ဆိုတော့ Arsenal ဒီ100%လုံးဝ နိုင်ကိုနိုင်မရမယ်ဆိုတဲ့အခြေအနေမျိုးကိုဖန်တီးပြလိုက်နိုင်ပြီ။နောက်ဆိုတော့ဒါကြောင့်ကျွန်တော်ကြည့်ရင်အာဆင်နယ်အတွက်တော့ဒီပွဲကဒီ imminent ရေးကြီးပါတယ်။စပါးကလည်းပဲသူတို့အနေနဲ့ပေါ့နော်ဒါအဝေးဝင်းဆိုပေမဲ့လည်းလို့ပေါ့နော်ငါတို့လည်းဘယ်လိုပြောမလဲဟိုတိုင်ပတ်အောင်လုပ်မှာမဟုတ်ဘူးအဝေးဝင်းမှာငါတို့လည်းနိုင်အောင်ကျူးပန်းမှာပဲဆိုတဲ့ပုံစံမျိုးနဲ့တော့လာမှာပေါ့လေ Thomas Frank ကလည်းပဲ AZ ဆိုတာဘယ်သူလဲဆိုပြီးတော့နောက်ပြောင်ထားတယ်။ press conference မှာအဲပြီးရင်ပါလေ ဟိုကျွန်တော်တို့အာဆင်နယ်ကွင်းမှာအနိုင်ယူခြင်းနဲ့ဆိုပြီးတော့လေသူပြောထားကြတယ်ပေါ့မိုဟာမက်ဂူဒစ်တူပါလို့ကလည်း Emirates မှာအနိုင်ရရင် Imminent ကောင်းပါမယ်ဆိုပြီးတော့ပြောထားကြတယ်ဆိုတော့အာဆင်နယ်အတွက်ဒီပွဲဟာလုံးဝပုံမှန်ထက်ကျွန်တော်ပို့ပြီးတော့အဆင်သင့်ဖြစ်နေဘူးလို့ပါတယ်ကျွန်တော်တို့ဖလားပြိုင်ပွဲတွေကြောင်းကျွန်တော်ပြောတဲ့အခါမှာဟိုတကယ်ချန်ပီယံဖြစ်ချင်တဲ့ကလပ်အသင်းတစ်ခုကကျွန်တော်ဒီကိုကောင်းနေုံနေမကဘူးပေါ့ပြိုင်ဘက်ကလည်းတိုင်ပတ်အောင်မှာပေါ့နော်အဲ့လိုပဲပြိုင်ဘက်ကတိုင်ပတ်နေပြီဆိုတဲ့အခြေအနေမျိုးမှာ ူကအခွင့်အရေးကိုလည်းရအောင်လက်ဆုပ်ယူထားနိုင်အောင်မှာဆိုတော့အခုဆိုလို့ရှိရင် Manchester City ကအမှတ်ရော့သွားပြီးတော့ Arsenal ကတပွဲရော့ကစားထားတဲ့အချိန်မှာတောင်မှ Manchester City ကိုသူတို့လေးမှတ်ဖြတ်ထားပါတယ်အကယ်လို့ဒီပွဲထက်နိုင်မယ်ဆိုလို့ရှိရင်သူတို့9နံပါတ်တိဖြတ်နိုင်မှာပါဒါ Chelsea ကိုအထင်သေးတာမျိုးတော့မဟုတ်ပေမဲ့လည်းလို့ဒါဘယ်လိုပြောမလဲ Chelsea အနေနဲ့ပေါ့နော်သူတို့လက်ရှိ Arsenal ဆိုအနီးကပ်ဆုံးပြိုင်ပွဲဖြစ်နေတာသို့တော်လည်းပဲ Chelsea ရဲ့အခြေအနေကညီကလို့တည်တဲ့အတိုင်းပဲဘာမှန်းကျွန်တော်ပုံတည်ပြောလို့မရဘူးပေါ့နော်တိုက်တယ်နဲ့ပတ်သက်လို့ရှိရင်ဆိုတော့ Manchester City တို့က တိုက်တဲ့အတွက်လက်ရှိမှာအာဆင်နယ်နဲ့လေးမှတ်တပွဲရောပြတ်ထားပြီးမြဲလေလို့ဘောနော်အာဆင်နယ်တိုက်တဲ့တော့ကအယမ်းကိုကျွန်တော်အန်ဒီများနေပါသေးတယ်ဆိုတော့မန်ချက်စတာစီးတီးဒီအာဆင်နယ်အတွက်အမှတ်အရမနီးကပ်ပြီးမြဲဘောနော်ကျွန်တော်တို့တကယ်တကယ်ပြီးခဲ့တဲ့ရာသီတွေရဲ့ history ရကျွန်တော်ပြန်ကြည့်ရင်ဖလားဖီအားပေးမှုပိုင်းမှာအာဆင်နယ်အတွက်မန်ချက်စတာစီးတီးဒီအန်ဒီအများဆုံးပါ ဆိုလီဗာပူးတင်းကတော့လောလောဆယ်မှာအဆင့်၁၁တွေပါရောက်ပြီးတော့၁၈မှတ်ပဲကျွန်တော်ရထားတယ်ပေါ့နော်အာဆင်နယ်နဲ့လည်းအမှတ်ကြီးကတအားကွာနေပြီဆိုတော့ခေါင်းထဲကထုတ်လိုက်လို့ရပြီပေါ့နော်လီဗာပူးကသူများကိုဖိအားပေးဖို့မပြောနဲ့ကို့မှာရှိတဲ့ဖိအားကိုဘယ်လိုဖြည့်ရှင်းရမှန်းမသိဘူးဖြစ်နေတာအာဆင်နယ်တွက်ကတိုက်တဲ့ race တဲမှာလီဗာပူးတင်းဒီခေါင်းထဲထည့်စရာလိုတော့လေလို့ကျွန်တော်မထင်ဘူးလက်ရှိအချိန်ရဆိုရင်ပေါ့နော်ဒါပေမဲ့လို့ Manchester City သည်အနီးကပ်ဆုံးပဲအဲ့ဒီတဲ့ပိုနီးကပ်တာကတော့ Chelsea ပဲ Chelsea ကလည်းမိထားလို့တော့မရဘူးပေါ့နော်သူတို့လက်ရှိအချိန်ကြီးက အာဆင်နယ်ခေါင်းတွင်ထည့်ရမှာမန်ချက်စတာစီးတီးပဲဒါကြောင့်မန်ချက်စတာစီးတီးကကျွန်တော်တို့ဒီ2-0တကူဆိုတဲ့ရတဲ့နဲ့နျူကာဆယ်ကိုကျွန်တော်ဘောနော်ရှုံးနိုင်သွားတဲ့ပွဲစဉ်အပြီးမှာအာဆင်နယ်အတွက်ပူလို့တော့မှအာယုံဆက်ရမယ်ပွဲဖြစ်လာပြီဒီမြောက်လန်ဒန်ဒါဘီကကျွန်တော်ကတော့အာဆင်နယ်အတွက်လွယ်လွယ်ကူကူကစားရမယ်ပွဲလို့တော့မထင်ပါဘူးသူတပင်းအာဆင်နယ်မှာ challenge တွေအများကြီးရှိပါတယ်တိုမက်စ်ဖရန့်ရဲ့အတင်ကဘူးပြောမလဲခန်စီပိုင်းရကျွန်တော်ကြစ်လစ်တဲ့နေရာမှာပါတယ်လို့ပဲကျွန်တော်ပြောရမယ်ဘောနော်ဘာလို့လဲဆိုတော့ DRD ဆက်တပွဲကစားပြီးတဲ့အချိန်မှာ10ကိုပဲပြီးရသေးတယ်ဆိုတာ အရင်ကြီးလမ်းပြန်ထွက်နေတဲ့ defense မဟုတ်တော့လည်းပဲသူ့ဟာနဲ့သူတော့အဆင်ပြေတဲ့ခံစီမျိုးဖြစ်တယ်ပေါ့နော်အဲ့ဒီတော့စပားကိုကျွန်တော်အနေနဲ့စပားခံစီကိုကျွန်တော်အာဆင်နယ်ရဲ့ဘက်ကဒါဂိုးဒီအမှန်ကန်တွင်းနေအောင်ကျူးပန်းရမှာအဲဒါမြဲလို့အာဆင်နယ်တိုက်စစ်ကလက်ရှိမှာဆိုရင်ဂိုး20တိရထားတယ်ဆိုတဲ့အခါကျတော့ပေါ့နော်ဆက်ပီးစ်တိအရင်ကောင်းကြတဲ့နှစ်သင်းလေးဖြစ်တယ်ဆိုတော့ဒီပွဲမှာကျွန်တော်တို့ဒီတောင်းကန်ဘောတွေအလွတ်တက်ကန်ဘောတွေကပွဲရဲ့ရလက်တွေကိုအများကြီးပြောင်းလဲလုပ်သွားမဲ့အခြေအနေမျိုးပါအဲမဲ့အာဆင်နယ်ရဲ့ challenge က ဂါဘရီယယ်မပါဘဲနဲ့ကစားရမယ့်အချိန်ဒီမျိုးမှာဆိုရင်သူတို့အတွက်ဘလောက်ထိပေါ့နော်ဟိုလုတ်ပြနိုင်မလဲပေါ့ခန်စစ်ပိုင်းမှာဂါဘရီယယ်ဟာခန်စစ်ပိုင်းမှာ defense အပိုင်းအရာကော set piece တီမှာဆိုလို့ရှိရင် attacking ပိုင်းအရာကောအရင်အရေးကြီးတဲ့ကစားမတစ်ယောက်ပါဒီလိုအရင် influence ဖြစ်တဲ့ player တစ်ယောက်ကိုကျွန်တော်ပေါ့နော်လက်လွတ်ရမယ့်အချိန်ဒီမျိုးမှာနေရာဝင်ကစားမဲ့ Hinkepi ကဘလောက်ကောင်းနိုင်မလဲပေါ့နော်ဒါတွေကျွန်တော်တို့ကြည့်ရမယ်။စပါးဘက်ကလည်းပဲတို့ဘလို့မန်ချက်စတာစီးတီးဖလားရတယ်ပြဿနာမရှိဘူး။လီဗာပူးဖလားရတယ်ပြဿနာမရှိဘူး။ အဲ့မဲ့အာဇနယ်ဖလားရမယ်အနေထားမျိုးကိုသူတို့အကောင်းဆုံးတားနိုင်ဖို့ကျွန်တော်လိုတယ်ပေါ့နော်။ဒါကြောင့်လက်ရှိမှာဆိုလို့ရှိရင်အာဇနယ်အတွက်ဖလားအတွက်သွားတဲ့ယာတီတွေမှာစပါဟာအမြဲတမ်းစုညောင်းခလုတ်ဖြစ်ပါနေသေးပဲ။ဒီလိုစပါကလည်းမန်ချက်စတာစီးတီးကိုအာဇနယ်ကအမှတ်ဖြတ်ဖို့ကြိုးပမ်းနေတဲ့အခြေအနေမျိုးမှာအာဇနယ်ကိုဒုက္ခပေးဖို့ကြိုးပမ်းပါပဲ။အဲ့တော့စပါအနေနဲ့အာဇနယ်ကိုအမရိတ်ကွင်မှာဒုက္ခပေးဖို့လိုတယ်။ပြဿနာကအမရိတ်ကွင်မှာစပါအချိန်မီမကောင်းတာတော်တော်ကြာပါပြီ ကျွန်တော်ကြာပြီလို့ကျွန်တော်ထင်တယ်ဗောနော Emirates Queen မှာဆိုလို့ရှင်သူတို့လုံးဝအဆင်မပြေဘူးဒါအပြင် Arsenal နဲ့တွေ့တိုင်းလဲစပါဟာဘလောက်ထိပဲ Manchester City ကိုဒုက္ခပေးနေမှာလဲ Liverpool ကိုဒုက္ခပေးနေမှာလဲပြောပြော Arsenal နဲ့တွေ့ရင်တိုင်ပတ်ရတယ်အဲ့ဒီတော့ဒီလိုပွဲမျိုးမှာ Arsenal အတွက်ဗောနော်ဘယ်ပြောမလဲဆိုတော့ဒီပါလေစပါအတွက်ကအရင်ယာဒီတွေကလည်းပူကောင်းမှုလိုပါတယ် Thomas Frank ကတော့စပါနီးပြအဖြစ်နဲ့ Arsenal ကိုအများကြီးတော့ရင်းမဆိုင်ဘူးသေးဘူးဗောလေဒါကြောင့် Emery Queen မှာစပါနီးပြအဖြစ်ကျွန်တော်လာမယ့်အနေထားမှာ Adidas ကိုဘယ်လိုဒုက္ခပေးနိုင်မလဲဗော တို့ဒါကြည့်ရပါမယ်စိတ်ဝင်စားဖို့ကျွန်တော်ကောင်းပါတယ်အာဆင်နယ်ဘက်ကလည်းပဲတကယ်လူစင်းတချို့ဘောနော်သူတို့လက်လွတ်ထားရအောင်မယ်ဆိုမျိုးလို့စပါဘက်က injury 16ရောက်ထိသူတို့ရထား16ကြိမ်ထိသူတို့ထိသွားပြီးသွားပြီးတို့ကိုစိတ်ပြက်စရာ injury ပြဿနာတွေရင်ဆိုင်နေရတာပါစပါကဆိုတော့စပါတန်ထန်ဒီမှာဒုက္ခပေးနေဖို့လိုတယ်ဒီနေရာမှာအာဆင်နယ်ကဘယ်လိုပဲဒုက္ခပေးဖို့စပါကြိုးပမ်းကြိုးပမ်းသူတို့အတွက်သုံးမှတ်တည်တာလက်ခံရမယ်ပြိုင်ဟိုအမှတ်မျိုးပါပြီးခဲ့တဲ့အပတ်ကလည်းကျွန်တော်ဘောနော်ဒီဘယ်လိုပြောမလဲဒီဝါတို့ဘာလို့ဆန်တန်နဲ့တို့ဘာလို့ကိုသူတို့အမှတ်မျှပေးခဲ့ရတယ် နှပွဲဆက်တိုင်းအမှတ်ရလို့တော့မဖြစ်ပါဘူးဆိုတော့ချဲဗာလဲဒီတိုက်တဲ့ challenge မှာ champion ဖြစ်ချင်တဲ့အသင်းတွေကဒီလိုမျိုးအခွင့်အရေးတွေရတဲ့အခါမှာအမှန်ကန်လုတ်ပြနိုင်မှာပဲအချိန်ကြီးကောင်းမှာမဟုတ်ရင်တော့ဘလူးမှကျွန်တော်မလွယ်ပါဘူးမလွယ်ပါဆိုတော့အာဇနီ champion ဖြစ်နိုင်မှုအတွက်ပေါ့နော်ဒါအခွင့်အရေးကောင်းမှာတော်တော်လေးပဲပွဲစဉ်၁၂လောက်နေတော့ champion ကိုကျွန်တော်မဆုံးဖြတ်ဘူးပေါ့လေကျွန်တော်ပြီးခဲ့တဲ့ပွဲတွေကပြောခဲ့သလိုပဲ Manchester City တိုင်ပတ်တဲ့ကာလာတွေရှိလာမှာပါဒါပေမဲ့လို့ City က အချိန်တိုင်တော့ title race ကိုပြန်ရောက်လာမှာပဲဗောနော်အဲ့လိုပြောနေတော့မှာပဲကျွန်တော်လက်ရှိမှာတပွဲထက်ရှုံသွားတယ်အဲ့တော့ Arsenal တွက်ကသူတို့တွေဒီဘယ်လိုပြောမလဲအဝါနဲ့တွေ့တဲ့ Sunderland နဲ့တွေ့တဲ့ပွဲမှာဆိုလို့ရှိရင်အမှတ်ရော့ထားတဲ့အဝေးကွင်းအဲ့တော့အခုအိမ်ကွင်းမှာတရားတွေကိုအမှန်ပြန်လုံနိုင်မှုလို့တယ်။အာဆင်နယ်တို့ကနှစ်ဆပူကျူးပန်းမယ်ပွဲပါ၊သုံးဆပူကျူးပန်းမယ်ပွဲပါ။ဒါကြောင့်ခါသီးပြိုင်ဘက်ကျွန်တော်စပါးနဲ့လက်ခံကစားမယ့်ခြေနေမျိုးမှာနိုင်မလား။ ကျွန်တော်အမေရိကန်ကတော့ဗျာကျွန်တော်ပြဿနာဖြစ်လိမ့်မယ်လို့မထင်ဘူးသီလားဒါမှတော့ဂါဘရီယယ်မပါဘူးလို့ဘာလို့ကစိတ်ပူစရာပဲပေါ့နော်ဒါပေမဲ့အာဆင်နယ်ကွင်းမှာကစပါအတွက်တော့ဗျာသီလားတိတ်ပြီးတော့အများကြီးမျှော်လင့်ထားလို့တော့မရဘူးသီလားနော်ဝမ်စီလောင်းနဲ့ပြီးသွားတယ်လို့ဘာလို့လဲလာချင်းလာမှာစပါခန်စစ်ကကောင်းပေမဲ့တော့အာဆင်နယ်ခန်စစ်ကအများကြီးပူကောင်းပါတယ်ဒါပေမဲ့အမဖိုကယ်ပွိုင်းတယောက်ဖြစ်တဲ့ကျွန်တော်ဂါဘရီယယ်ကတော့ကျွန်တော်ဒဏ်ရာပြဿနာရသွားတယ်ဆိုတဲ့အခါကျတော့တိုင်ပတ်တာပေါ့လေအဲကျွန်တော်တို့အနေနဲ့တင်ပါကောင်းနေတဲ့စာလီပါရှိနေတဲ့ မော်စကေရာတို့ဘာလို့လဲကစားနိုင်တယ်ဟင်ကပီလဲကျွန်တော်ရှိနေတယ်ဆိုတဲ့အခါကျတော့ဂါဘရီယယ်နီယာကိုဘယ်သူကောင်းကောင်းကစားနိုင်မှာလဲပေါ့ပြီးရင်ဗီတာယိုခရက်စ်ကလည်းပါမှာလားဒါမသိကြသေးဘူးပေါ့နော်ဒါပြန်လာကန်နီးနေတဲ့ကစားမတွေရှိပါတယ်ကျွန်တော်တို့အိုဒီဂက်တို့ဘာလို့ပေါ့နော်တူတော်လေးပဲကျွန်တော်လက်ရှိမှာစပါးကိုပြောင်းကန်နီးဖြစ်ခဲ့တဲ့အဇီရိုဘာလို့လဲရှိတယ်ဆိုတော့သူ့အနေနဲ့အမှန်ကန်လုတ်ပြနိုင်မလားပေါ့ဗျာဒါကြောင့်စပါးအတွက်ဒီပွဲဟာမလွယ်ကူပါဘူးအမေရိကန်မှာကအဲ့တော့ဒါတွေကိုလွယ်ကူအောင်သူတို့ဘယ်လိုလုပ်မလဲအာဆင်နယ်ဘက်ကပဲအချင်းကြီးကောင်းသွားမလားညီကလေးရောဘယ်လိုမြင်ကြလဲအာဆင်နယ်အတွက် မဖြစ်မနေဆိုသလိုချက်ဒီတိုက်တဲ့အတွက်ပေါ့နော်အချင်းကြီးကောင်းဖို့နိုင်ွယ်လိုအပ်တဲ့ပွဲပါတကယ်နိုင်ပါမလားဆွေးနွေးကြပါအောင်အားလုံးကိုချစ်သူများကြီးဒီမှာလေး